အမင်းကြီးအသိရဲ့ပထမဆုံးသောသတင်းကိုလည်းဝပြုမဲခွန်ထဲမှာကဘာတလောကဆစ်ပွဲရရတံမောတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေထဲမှာပထမဆုံးပုတ်ဟန်မင်းအဖြစ်တင်မြောက်ခံရသူပုတ်လီယောရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထွတ်အခေါတာသနာပိုင်ချုပ်နေရာအတွက်ပြီးခဲ့တဲ့သတင်းပတ်မှာရွေးကောက်ခံခံခဲ့ရတာပဲဖြစ်ပါတယ်။မေလ17ရက်မှာတော့ပုတ်လီယောဟာဗာတီကန်မှာသတင်းကိုလည်းဝပြုအစည်းအဝေးကိုကြီးမှုခဲ့ပြီးကက်သလစ်ဘာသာဝင်တွေကိုမိခွန်ပြောခဲ့ပါတယ်။ပုတ်လီယောရဲ့မိခွန်ထဲမှာတော့ ယူကရိန်းရဲ့အတွင်းရှင်ငင်းချမ်းမှုဂါဇာကမ်းမြောင်ဒေသမှာအပြည့်အခက်ရစရည်တွေကိုတောင်းဆိုသွားခဲ့ပါတယ်။ဒါအပြင်မေလ10ရက်နေ့တုန်းကအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားအပြည့်အခက်ရစရည်သဘောတူညီမှုရရှိခဲ့တာကိုကြိုဆိုကြောင်းဂါဇာမှာကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေအတွက်နာကျင်မိကြောင်းပေါလီယိုကပြောကြားခဲ့ပြီးယူကရိန်းမှာစစ်မှန်တည်မြဲတဲ့ငင်းချမ်းရေးမျိုးရရှိချင်တယ်လို့လည်းဆိုပါတယ်။နောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားကသဘောတူညီမှုတည်မြဲစေဖို့လည်းဆန္ဒပြုခဲ့တာပါ။ဒုတိယကမ္ဘာစစ်ရဲ့ခြေကွဲစရာအဖြစ်ဆိုးတွေမှာ လွန်ခဲ့တဲ့2020ကပြီးဆုံးခဲ့ပြီဖြစ်ကြောင်းဒါပေမဲ့မြန်မာခင်မှာတော့တတိယကမ္ဘာစစ်ကိုဒေသအစိပ်အပိုင်းတွေကွဲပြီးဝန်းနေစရာကြုံတွေ့နေရကြောင်းအရင်ကတည်းကအချင်းချင်းတောင်းဆိုဘူးသလိုပဲကမ္ဘာပေါ်ကဩဇာအာဏာကြီးမားသူတွေအနေနဲ့စစ်ပွဲတွေကိုရတံပေါ်တောင်းဆိုလို့ကြောင်းပုတ်လီယိုကပြောကြားသွားပါတယ်။ပုတ်ရဟန်မင်းကြီးဟောင်းပုတ်ဖရန်စစ်ကွန်လွန်သွားပြီးတဲ့နောက်ဗာတီကန်နန်တော်မှာလှုပ်ဝှက်အစည်းအဝေး200တာကျင်းပမှုအပြီးမှာပုတ်ရဟန်မင်းအစ်ကိုရွေးချယ်တက်မြောက်ခဲ့တာပါ။ ။အိုလီယိုဟာမေလ၁၀ရက်နေ့တုန်းကပုပ်ဖရန်စစ်ကိုမြုံနှံထားရာတင်ဆိုင်နေရာကိုလည်းတွားရဝတ်ပြုအယူအတည်ပြုခဲ့ပါတယ်။အိုလီယိုကပေါ်ဟန်မင်းကြီးအသည့်အဖြစ်တရားဝင်အခမ်းအနားနဲ့တင်ပြမှုကိုတော့မေလ၁၈ရက်နေ့ကျရင်ဗာတီကန်နန်တော်မှာရှိတဲ့စိတ်ပီတာရင်ပြင်မှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်ရှင်။